မင်းလာပါရှင်ဒစ်စလီဗရီနူရဲ့နိုဝင်ဘာ28ရက်နေ့ည7:00နာရီတိနောက်ဆုံးအနုပညာသတင်းလေးကိုတင်ဆက်ပေးတော့မှာပါဟင်းဝင်ရနဲ့လက်ထက်ပေးရပိုင်းမာရင်စုပြည့်တစေမျက်နှာချောင်ကြားကပိန်သွားရတဲ့နောက်ကဲကအကြောင်းရင်ခင်မုန်းဖြစ်သူပြန်လွတ်လာချိန်မှာပဲဒီပြမှုလေးကြောင့်လူပြောများနေရတဲ့ခိုင်းသိင်းကြီးရဲ့တဲ့တချိန်ကဝေဖန်ခဲ့သူတွေအားကြရလောက်အောင်ဝေကြီးပြေဆုံးသွားတဲ့ပြင်တားလေးရဲ့မမေပါဖြစ်သွားခဲ့တဲ့ရင်းမြစ်သူရဲ့တဲ့ သူမကြောင်မုံမမှန်ပြောနေတဲ့သတင်းတူပေးတွေနဲ့ဝိုင်းစုခိုင်တိန်ဖန်တွေကိုခုလိုစကားတခုပြောလာတဲ့စုပိသစင်ရဲ့သတင်းကိုရှုစားရမှာပဲဖြစ်ပါတယ်ရှင်။ခင်မုံဖြစ်သူပြန်လွတ်လာကြင်ပါပဲဒီပြမှုလေးကြောင့်လူပြောများနေကြတဲ့ခိုင်တိန်ကြီးကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လေကကြိုဆိုလိုက်ရပါတယ်။တိူးဆောင်ခိုင်တိန်ကြီးကတော့ခင်မုံဖြစ်သူရဲ့ဖြစ်ပျက်လေးတွေကြောင့် ။သမီးလေးနဲ့တူအကောင်းမွန်ဆုံးကြောပြက်ခဲ့ရသူပါ။ခမောပြည့်သူကိုခန့်အနေနဲ့မိသားစုနဲ့တူသုံးနှစ်ကျော်ခွဲခွာခဲ့ရသူဖြစ်သလိုအင်းစိန်မောင်ညရီတဲ့နှစ်စဉ်တိုင်းချင်ရခဲ့ရသူလည်းဖြစ်ပါရယ်။ဒါကြောင့်လည်းပြန်လည်လွတ်မြောက်လာဖို့ရေးပရိသတ်တရားပါဆူတောင်းပေးလာခဲ့ရတာဖြစ်ပါရယ်။လက်ရှိမှာတော့ပြန်လည်လွတ်မြောက်လာတဲ့ခင်မွန်ဖြစ်သူကြောင့်ပဲမက်ခိုင်လေးနေနဲ့ဝမ်းသာနေကြရပါတယ်။မက်ခိုင်လေးကတော့မျောလင့်နေတဲ့နေလေးရှောက်လာခဲ့ပြီးစူတောင်းလေးပြေကြရပါပြီ။မိသားစုလေးလည်းပြန်ဆုံပါပြီရှင်လို့ဆိုကဝမ်းသာစရာလေးကိုချပြပေးလာခဲ့တာပါ။ ဒါကြောင့်လေမိသားစုတမင်ဝိုင်းလေးပြန်လေးစုံလာတဲ့ပေါ်ပရိသတ်တရားမှာပျော်ရွှင်နေကြရလေးဖြစ်ပါတယ်။မခိုင်လေးနေနဲ့တစ်ဖက်မှာလည်းမင်္ဂလာရှိတဲ့ရက်လေးတစ်ရက်ကိုပါကျုံဆုံလာကြရတာဖြစ်ပါတယ်။တမီးပြည့်သူထိတ်ထားလေးနေနဲ့တစ်ဖက်မှာတော့23နှစ်ပြည့်မွေးနေ့လေးကိုပါရောက်ရှိလာကြရသူပါ။အဖေဖြစ်သူနဲ့တူ3နှစ်ကြာကြာကင်းကွာနေကြရတာကြောင့်လေအပြည့်ဝမပျော်ရွှင်နိုင်ကြရတာဖြစ်ပါတယ်။ဒါကြောင့်လေအမေဖြစ်သူကသာအနီးကဲစောင့်ကြည့်ပေးကြရတာဖြစ်ပါတယ်။ခိုင်လေးကတော့တည်တတ်တဲ့တမီးလေးဖြစ်တဲ့ပြင်ရင်းချက်တည်ငြိမ်စွာဖော်ပြပေးနေကြတဲ့အပေါ်ကျေးဇူးတင်နေကြရတာပါ။ ဒါကြောင့်လေဖခင်ဖြစ်သူမလုံးမြောက်ခင်လေးမှာပဲမွေးနေ့ပွဲလေးနဲ့တူစုမုံကောင်းလေးတွေပါတောင်းပေးကြရတာဖြစ်ပါတယ်။ခင်မောဖြစ်သူကိုခန့်ကတော့ထိတ်ထားလေးရဲ့မွေးနေ့ပြီးမှာပဲပြန်လေကလုံးမြောက်လာကြရပါတယ်။ဒါကြောင့်လေသမီးလေးရဲ့မွေးနေ့ပြီးမှာပဲခင်မောဖြစ်သူနဲ့ပါပြန်လေစုံစည်းခွင့်ရှာလာကြတာပါ။လက်ရှိမှာတော့မိသားစုစုံလင်းတဲ့ထမင်းဝိုင်းလေးနဲ့တူဖျားဘူးလေးတွေကိုပါလဲပဲ့နိုင်ကြရပြီဖြစ်ပါတယ်။ဒါကြောင့်လေအရင်လိုမျိုးပျော်ရွှင်ရတဲ့ခြေနေလေးကိုပါတဖန်ပြန်လေကပိုင်ဆိုင်လာကြကြရပါတယ်။ခင်မောဖြစ်သူကိုခန့်နိုင်နေတဲ့2022ခုနှစ်မှာပဲ အင်းစီအမောင်တို့စီကိုစတင်ဖြတ်တန်းကြရသူဖြစ်ပါတယ်။အေဗီလာ29ရက်နေ့မှာတော့ကိုလာရွှေတို့အနေနဲ့ညပိုင်းမှာလာရောက်ခေါ်ဆောင်သွားခဲ့ကြတာပါ။ဒါကြောင့်လေ၃နှစ်ကျော်နေပါအထိအင်းစီအမောင်တို့ထဲမှာဖြတ်တန်းကြရလေဖြစ်ပါတယ်။လက်ရှိမှာတော့ပျော်ရွှင်စရာအနေလေးကိုပြန်လည်ကပိုင်ဆိုင်လာခဲ့ရသလိုအားကိုးစရာလက်မောင်းလေးကိုပါပြန်လည်မိခိုလာနိုင်ခဲ့တာပါ။ဒါကြောင့်လေပထမဆုံးတော့ဖျားဘူးလေးကိုပါမိသားစုစုံစုံလေးလေးနဲ့တူပြန်လည်ဖြတ်တန်းလာနိုင်ခဲ့ရပါတယ်။ ခိုင်တင်ကြည့်ရတော့အာကိုရအိနာအိုစီတူမရှိတော့တာကြောင့်လည်းအခက်တွေ့ခဲ့ရသူဖြစ်ပါတယ်။ဒါပြန်မှာတော့လူမှုထုချုံစုဒုတိယအဆင့်ကိုပါပြန်လည်အားပေးရခဲ့ရတာပါ။ဒါကြောင့်လည်းမိခင်ကောင်ပိသားစွာနဲ့တူမိသားစုတွေပြန်လည်ဥဆောင်ခဲ့ရတာဖြစ်ပါတယ်။ဒီဘက်မှာတော့တမိဖြစ်သူထိတ်ထားတွေအဖေနေရာရောအမေနေရာအတွက်ပါလိုလီသေးမရှိအောင်လို့ဖြည့်ဆည်းပေးနိုင်ခဲ့သူပါ။ဒါပြန်မှာတော့မြေကြီးချူလာမျိုးမရှိတဲ့ပြင်တမိလေးတွေအကောင်းဆုံးပံ့ပိုးပေးခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ပြန်လည်လွမြောက်လာတဲ့အချိန်မှာပဲဖျားတရားမမေ့တဲ့ပြုမှုလေးကြောင့်မှပရိသတ်တွေအနေနဲ့ချီးကျူးနေကြတာဖြစ်ပါတယ်။ပရိသတ်ကြီးတို့လည်းမကန်လေးတို့ရဲ့ပျော်ရွှင်စရာမိသားစုလေးတကြောပြန်ပြန်လည်စုံစည်းကွင်းရလာတဲ့ပုံမှာအပိစကားလေးတွေပြောခဲ့ပေးပါအောင်ရှင်။ဟင်းဝီရဲ့လက်ထက်ပင်ရပ်ပိုင်းမာရင်စုပိသိစေမျက်နာချောင်းကြားကပိန်သွားရတဲ့နောက်ွယ်ကအကြောင်းရင်း ။ပုံမှန်ဆိုရင်မင်းလာဆောင်ပြီးခါစားသူတို့သမီးသက်လေးတွေဟာမင်းလာချက်သေးရည်တွေနဲ့ဝင်းပါနေတဲ့ကြတာသဘာဝပါပဲ။ဒါပေမဲ့ပြိသက်ချက်တော့မင်းသမီးချော်စုပြီးသင်ကတော့ဟင်းဝေရဲ့နဲ့လက်ထက်ပြီးနှစ်ပတ်တမှပြေးသေးတဲ့ကာလလေးမှာချင်းမဲ့မထားတာအောင်ကောမှရုပ်ရည်ပိုင်းဆိုင်ရာပြောင်းလဲတွေဖြစ်ပေါ်နေပါရဲ့။အဲ့တော့ချက်ပေါ်လာတဲ့ပုံရိပ်တွေမှာစုပိသင်ကိုအရှင်လိုလန်းလန်းဆက်ဆက်မတွေ့ရတော့ပဲမျက်လုံးတွေကဟောက်ပက်ဖြစ်နေသလိုမျက်နှာတစ်ခုလုံးလည်းတိတိတသားချောင်ကျသွားတာကိုတွေ့မြင်ရပါရဲ့ ခန္ဓာကိုယ်ကလည်းရခင်အားချက်ပို့ပြီးတော့ပိန်သွားသလိုမျက်နှာလေးကလည်းသွေးမရှိသလိုပြပဲပြော်ဖြစ်နေတာကြောင့်ချစ်တဲ့ပြိသက်တရားဆိုပြီးတခုခုများဖြစ်နေလားနေမကောင်းဖြစ်နေလားဆိုပြီးစိတ်ပူကြရပါတယ်ဒီလိုဖြစ်တဲ့အပေါ်မှာလည်းပြိသက်ကြားမှာထင်ကျေးအမျိုးမျိုးပေးနေကြပါတယ်ပထမချက်ကတော့အိမ်နာမှုတာဝန်မှာမျက်ဝေရနေဆိုပြီးတစဉ်တော့လက်ချက်ပေးရအောင်တည်တဲ့အိမ်ခွဲနေကြသူတွေဖြစ်ပါတယ်ဒါကြောင့်အိမ်တဲ့မှာနေရာချတာအိမ်မှုကိစ္စဝေယဝိစာတွေကိုကိုယ်တိုင်လုပ်ကင်နေရလို့ပြင်ပန်းပြီးသူကကြုံကြုံကြသွားလားဆိုပြီးတန်တရားဝင်နေကြတာပါဒုတိယချက်ကတော့ဘေးရင်စကားပါ မင်္ဂလာမဆောင်ရင်လည်းကအွန်လိုင်းပေါ်ကဘေးလင်းဆရာမတယောက်ကဟင်းဝီရံနဲ့စုပိတ်တစင်ယူလိုက်ရင်အိမ်တော်ရေးကျမ်းမာရေးအဆင်မပြေနိုင်ဘူးဆိုပြီးဟောကင်းထုတ်ထားတာရှိခဲ့ပူပါတယ်။အခုလောမင်္ဂလာဆောင်မိရပိုင်းအတွင်းမှာပဲစုပိတ်တစင်ရဲ့ကျမ်းမာရေးပုံစံမကောင်းတာကိုမြင်လိုက်ရတော့ဘေးလင်းဆရာမပြောတာများမှန်နေပြီလားဆိုပြီးပြိသက်တရားစိုးရင်တော့ကရှောင်းနေကြတာဖြစ်ပါတယ်။ဒါပေမဲ့တကယ်တဲ့နောက်ွယ်ကအကြောင်းရင်းမဲ့ကတော့ဒီလောက်မဆိုပါဘူး။စုပိတ်တစင်ခုလိုဖြစ်ရတာဟာလူပန်းပြီးတော့မနာရခြင်းကြောင့်လားဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းသူတို့မင်္ဂလာပွဲဟာပွဲပေါင်း၅ပွဲ၆ပွဲထိကျင်းပခဲ့တာပါ။ ဝဲဝဲကျင်းပဖို့ပြင်ဆင်ရတာမိကလည်းဝစ်စုံလည်းအဲ့ခင်ရတာတွေကတော်ရုံပင်မနာမဟုတ်ပါဘူး။မင်းလာပွဲတွေပြီးတော့လည်းချက်ချင်းမနာရပဲနဲ့ကျညာမိဆက်ပွဲတွေခန်းနာတွေစတိုက်တက်နေရတာကြောင့်လူရင်းအားကုန်ခံပြီးပင်မနှွှင်းနေတာသာဖြစ်ပါရဲ့။ဒီနေရာမှာထက်ပြေးဆွဲပြောချင်တာကတော့မင်္ဂလာဆောင်တဲ့သူတို့သမီးတိုင်းဟာပွဲနေ့မှာအလားဆုံးဖြစ်ကြတာသဘာဝပါပဲ။ဒါကြောင့်ပွဲမတိုင်ခင်တွေကဝစ်စုံတွေနဲ့အဝင်ကွင်းကြားဖြစ်စေဖို့အစားအသောက်လျှော်စားတာအစားထိန်တာတွေရှိတတ်ပါရဲ့။ ဆိုပြီးသတင်းလို့ထိတ်တဲမင်းသမီးတယောက်အနေနဲ့ကတော့ပရိသတ်ကြီးရဲ့မျိုးလုံးအောက်မှာရှိနေတာမို့ပို့ပြီးယူဆိုင်ခရမှာတိတ်ကြပါပဲ။အဲ့ဒီအစားရှောင်တာနဲ့ပွဲစီစဉ်ရတဲ့စိတ်ဖိစီမှုအေးပြတ်တာတွေပေါင်းစုံသွားတဲ့အခါအခုလိုရုတ်တရက်အားနေသွားသလိုဖြစ်ရတာပါ။ဒါကျမ်းမာရေးဆိုပါလို့မဟုတ်ဘဲနဲ့မင်္ဂလာပွဲစီစဉ်ရတဲ့စိတ်ဖိစီမှုတန်ကြောင်သားဖြစ်ပါရင်ခင်မွန်းတဲ့ဟင်းဝရန်ကလည်းသူမကိုမျက်ခြေမပြတ်ယူဆိုင်ပေးနေတာမြင်ရတဲ့အတွက်မင်္ဂလာဦးပြည်ဆိုင်ခီစဉ်ကပြန်လာရင်တော့ အချစ်တွေနဲ့ပြည့်ဖြူပြီးမင်္ဂလာရောင်ပြန်လည်တောက်ပလာမယ်ဆိုပြီးတဲ့စဉ်ကိုတေချာပေါက်ပြန်မြင်ရမှာဖြစ်ပါတယ်။ခရီးပန်းလူပန်းဖြစ်နေချိန်မှာအနာယူခြင်းမရှိဘဲလှုပ်တွေစက်တိုက်လှုပ်ရလို့မျက်နှာလေးမလဲမဆန်းဖြစ်နေရတာပါ။တရင်ကမှတော့မကြိုက်ခင်မှာသူတို့ဇနီးမောင်နဲ့ဟာမင်္ဂလာဦးပြားရည်စံခီထွက်ခါတော့မှာဖြစ်ပါတယ်။အိကီးစင်ကြမှာပဲအလုပ်တွေကိုခဏမေ့ပြီးတတိချာချာအားယူအမွေကြတော့မယ်လို့သိရပါရယ်။ဒါကြောင့်ပြိတဲ့ကြီးနေနေဘီရင်စကားတွေကိုကြွေးပူမနေပဲ ပြိုင်းစံခီရနေပြန်လာရင်ဝင်ပါနေမယ်ဆိုပြတဲ့စဉ်ကိုပြန်မြင်ရဖို့မျှော်လင့်ပေးကြပါအောင်လို့ပြောကြမှာရီကေပရိသတ်ကြီးမင်္ဂလာဆောင်မီပင်သွားရီဆိုပြတဲ့စဉ်ကိုကြည့်ပြီးစိတ်ပူမိကြသေးလားပြိုင်းစံခီထွက်ပြီးရင်တော့ဝက်ဖီးရည်လေးဖြစ်လာမယ်လို့ထင်ကြလား comment မှာဆူတောင်းစကားလေးတွေရေးပေးသွားပါအောင်ရှင် ချင်းရဝေဖန်ခဲ့တဲ့သူတွေအားကြရလာအောင်ဝေကြီးပြေဆုံးသွားတဲ့ပြင်ဒါလေးရဲ့မိမိပါဖြစ်သွားခဲ့တဲ့ညီမြတ်သူအားလုံးပဲမင်္ဂလာပါ The Celebrity New Page ကနေပြန်လည်အားကြိုဆိုလိုက်ပါရစေညီမြတ်သူကိုတချိန်ကတော့ရုပ်ဆုံးမလေးဆိုပြီးမိန်းကလေးချင်းချင်းကအထင်သေးခဲ့ကြပါရစေလူတင်များရဲ့ဆဲလီဖြစ်ခြင်းသူညီမြတ်သူဟာအလားမယ့်ပြန်ဝဲတွေကိုလည်းဝင်ပြိုင်ခဲ့ပါသေးတယ်သူရဲ့ရုပ်ရည်နဲ့ခန္ဓာကိုယ်ကြိုးစားကအလားမယ့်ဖြစ်နိုင်ကြောင်းဝိုင်းဝန်းခဲ့ရခဲ့ကြပါရစေအခြေအမှလည်းကံမကောင်းခဲ့ပေနဲ့မကြာခဏတဲခွဲခဲ့ရတဲ့ညီမြတ်သူဟာ 2025ခုနှစ်မှာတော့လူအများအားကြရအောင် ပြောင်းလဲသွားခဲ့ပါပြီ။ဇလန်းတိုလေးတွေရှိုက်ကူပြီးတဲ့နောက်ငွေကြေးချမ်းသာသူတယောက်လိုဖြစ်လာပြီးသူ့ရဲ့ရုပ်ရည်ကလည်းပြောင်းလဲသွားပါတယ်။ငွေကြေးတနိုင်တာကြောင့်ရုပ်ရည်ကိုလည်းလှအောင်ပြုပြင်နိုင်ခဲ့ပြီးကိုလေးတုံကိုလည်းရှော့ချလိုက်ပါတယ်။အဝိစားနဲ့သမင်ပုံစံကိုပြောင်းလဲလိုက်တဲ့အခါရင်းမြစ်သူလည်းလှပတဲ့မိန်းကလေးဖြစ်သွားပါတယ်။ဘယောက်ကြားလေးကမှသူ့ကိုအတီမကျိုက်လောက်ဘူးလို့ထင်ကြပေမဲ့အခုတော့ရင်းမြစ်သူဟာသူ့ထက်ငါးနှစ်ငယ်တဲ့ကောင်လေးနဲ့လက်ထပ်လိုက်ပြီးဖြစ်ပါတယ်။ ူရဲ့ခင်မုန်းတရားပင်စတင်လက်ထက်ခွင့်တောင်းခဲ့တာဖြစ်ပြီးရင်းမြစ်သူကိုလည်းမျက်နှာမငယ်အောင်ထားနိုင်သူပါလက်ချက်ပြီးမကြာခင်မှာပင်တာလီကိုမွေးဖွားလိုက်ပြပြီးဖြစ်ပြီးသူရဲ့ဘဝကခြားတယောက်လိုထင်ရလအောင်တည်ငြိမ်အေးဆေးသွားပြီးဖြစ်ပါတယ်အရင်တော့ကတော့ရင်းမြစ်သူကရေးစားတွေထားခဲ့ဖို့ပေးအသေးတွေလည်းမကြာခဏကွဲခဲ့ရပါတယ်သူ့ကိုတကယ်မချစ်ပဲနဲ့ခဏတာလောက်ပဲလာတွဲခဲ့ကြပြီးအသေးကွဲပြင်မှဖြစ်သွားခဲ့တာပါလူရွှေမှန်သွားတဲ့ညီမြတ်သူကိုသူ့ရဲ့ချစ်သူကမိသားပါသားပြီးပြီးလာရောက်တောင်းရလက်ထက်ခဲ့ပါရယ် တချို့ရလူအများရဲ့ဝေဖန်မှုကိုအပြင်းထန်ခံခဲ့ရပေမဲ့လည်းလူသိရှင်ကြားလက်ထက်လိုက်ကကလေးမွေးပွားလိုက်ပါတယ်။သူရဲ့ကလေးဟာရသားလောက်သေးတာရှိသေးပေမဲ့လည်းညီမြသူနဲ့ရုပ်ချင်းစင်နေပါတယ်။မထင်မဖဲနဲ့ကလေးရလာခဲ့တာကိုတောင်ညီမြသူကမဖေရှားဖြစ်ပဲသူ့ရဲ့ချစ်သူနဲ့လက်ထက်ပြီးတော့ရအောင်ဝေးခဲ့ပါတယ်။ဝင်ွေကောင်းတဲ့အချိန်မှာကလေးမွေးပွားလိုက်ရင်သူ့အတွက်အဟန့်တားဖြစ်နေတာကိုသိပေမဲ့လည်းညီမြသူကတော့ကလေးကိုပဲရွေးချယ်လိုက်ပါတယ်။သူ့ကိုထင်သေးခဲ့ကြပေမဲ့လည်းလက်တွေ့မှာတော့မိခင်စိတ်ပြည့်ရှိသူဖြစ်ပါတယ်။အရှင်ကပေါက်ကြရီလို့ပြလို့သူ့ကိုထင်သေးခဲ့ကြပေမဲ့လည်း အခုတော့သူ့ဘွားကတင်းငယ်အေးဆေးပြီးတော့မမေဘွားကိုတောင်းမှရောက်သွားပါပြီ။သူ့ရဲ့ခင်မတဲ့ဟာလိုလီသေးမရှိအောင်ကူးဆိုင်ပေးတာကြောင့်ရင်းမြတ်သူဟာပျော်ရွှင်နေရပြီးကဲရဲခဲ့သူတွေအားကြရလာအောင်ပြောင်းလဲသွားကြတာပါ။ဒီချိန်ကတော့ရင်းမြတ်သူကိုရုပ်ဆိုးမှပြင်နေခဲ့ကြပြီးကွဲပြောက်သွားမယ်သူ့ဖြစ်ပဲထင်ခဲ့ကြပါရည်။မခန့်ချင်းစိတ်နဲ့ကြိုးစားရင်းဝင်ဝင်လဲကောင်းလာခဲ့သလိုတက္ကသိုလ်ကိုလည်းပြန်တက်လိုက်ပါသေးတယ်။မပြောင်းလဲနိုင်တဲ့အရာမရှိဘူးဆိုတဲ့အတိုင်းသူ့ရဲ့ချုပ်ရည်ကလည်းကြည်ကောင်းလာပြီးငါးနှစ်ငယ်တဲ့မောင်လေးနဲ့တောင်မှလက်ထက်သွားနိုင်ခဲ့ပါရည်။ ရင်းမြတ်သူကိုအထင်သေးတဲ့သူချို့ဟာအခုထိအထဲကွဲနေပေမဲ့လေသူ့ဘဝမှာသားလေးကလေးရောက်လာပြီဖြစ်လို့ဒီထက်မကပိုပြီးတည်ငြိမ်သွားတော့မှာပါအချို့တွေကတော့ရင်းမြတ်သူကိုလက်ထက်ပြီးတော့လာနေရကြမှာရင်ကလေးမွေးတယ်ဆိုပြီးကဲရင်ကြပါရယ်ရင်းမြတ်သူကိုသူ့ရဲ့ချစ်သူကလည်းတာဝန်ယူတာကြောင့်တင်းတင်းတည်းလက်ထက်ပြီးကလေးကိုမွေးပွားလိုက်တာဖြစ်ပါရယ်ဆိုရှယ်မီဒီယာမှာမြင်တဲ့အရာတိုင်းကလည်းအမှန်မဟုတ်နိုင်မင်းနဲ့ရင်းမြတ်သူကတော့သူ့ကလေးတွေတတိရှိတဲ့မိမိတယောက်ဖြစ်ပါရယ် အခြေအမှကံမကောင်းပင်မဲ့လူရွေးမှန်ပြီးနောက်မှာချစ်စရာကောင်းတဲ့ကလေးရဲ့မမေဖြစ်သွားတဲ့ငိမ့်မြသူကိုအားကျနေပြီလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။မအကြောင်းကိုမဟုတ်မမှန်ပြောနေတဲ့တရီတူပေတွေနဲ့ဝိုင်းစုခိုက်တဲ့ fan တွေကိုခုလိုစကားတခုံပြောလာရေးဆိုပြီးတဲ့စိန် အလုံးသိကြတဲ့အတိုင်းပဲလက်ရှိအချိန်မှာ online ဖွင့်လိုက်တာနဲ့ဆွေးပြေးသစင်းနဲ့ဟူဝီယန်တို့ရဲ့သတင်းတွေကမကြားချင်မှဆုံးအမြင်ချင်မှဆုံးတွေ့မြင်ရတာပါဒါလည်းမဆမ်းပါဘူးသူတို့နှစ်ဦးဟာပြည်သက်တွေနှစ်ပေါင်းများစွာချစ်ကြအားပေးကြရတဲ့နိုင်ငံကျော်ထိတ်တန့်မင်းသားမင်းသမီးတွေဖြစ်ကြတယ်လို့သူတို့ရဲ့မင်းလာပွဲကလည်းပွဲပေါင်း၅ပွဲတိတိနဲ့ရန်ကုန်မြို့ရဲ့ထင်ရနေရာတွေမှာကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တာပါအနုပညာလောကသာစုံကြီးတက်ရောက်ခဲ့ကြတဲ့ဒီမင်းလာပွဲကြီးဟာပြည်သက်တွေကြားမှာရေပန်းစားဆုံး topic တစ်ခုဖြစ်နေပါတယ် ဒါပေမဲ့ပေးမြစ်လေလေးတိုက်ကြမ်းလေဆိုတဲ့စကားအတိုင်းပါပဲ။အမေဂျေဘီလူပြောမြလာတဲ့အခါမှာကောင်းတဲ့ဒီနေတူမလို့လားအတဲ့ဝေဖန်မှုတွေတိုက်ခိုက်မှုတွေနဲ့တည်င်းမတွေကလည်းတွန်တွဲပါလာစမြဲပါပဲ။လက်ရှိမှာဆွေသည်စင်ရင်ဆိုင်နေရတာကပြဿနာတစ်ခုရှိပါတယ်။ပထမတစ်ခုကတော့တိတ်ကိုတူးဆွနေကြတဲ့ဝိုင်းစုခိုင်တဲ့ရဲ့ဖန်တချို့ပါ။အားလုံးတည်းရဲ့အတိုင်းဟွေရန်နဲ့ဝိုင်းစုခိုင်တဲ့နေဝါတစ်ချိန်ကချစ်ခဲ့ပူကြသူတွေပါ။ဒါပေမဲ့ကြောင့်ပြီးခဲ့တဲ့အတိတ်ဇာလန်တပုတ်သားဖြစ်ပါတယ်။အခုချိန်မှာဟွေရန်ကဆွေသည်စင်နဲ့လက်ထပ်ပေး ဘဝတိစတင်နေချိန်မှာတပတ်ကဝိုင်းစုခိုင်တဲ့ပြည်သက်ချူဟာမကျေနပ်နိုင်ပဲအပြစ်မရှိပြရှာပြီးတော့ဝေဖန်တိုက်ခိုက်နေကြတာကိုတွေ့ရပါတယ်။သူတို့ရဲ့ပြောရှင်းမှုကမိုရီတာမပွားနိုင်ပဲအတိတ်ကအရှိဟောင်းတွေနဲ့ရှေ့ပြီးတော့စကနာထိုးကြတာဟာမင်္ဂလာမရှိရဲ့လို့ရလို့ပြောရမှာပါ။ဒုတိယနဲ့ပိုဆိုးတဲ့ပြဿနာကတော့တရင်တူဖိန်ယူဖြစ်နေပေးနေပါပဲ။လက်ရှိလူစိတ်ဝင်စားမှုများနေတာကိုခွင့်ကောင်းရှုပြီးစုပြည့်တစင်မပြောဘဲနဲ့ပြောပါတယ်ဆိုပြီးတော့လှုပ်ချက်ဖန်ရေးသားနေကြတာပါ။ဥပမာစုပြည့်တစင်ကဝိုင်းစုကိုဒီလိုပြောလိုက်တဲ့ ။အဝိရဲ့ကြောင့်ဒီလိုကြွားလိုက်တယ်ဆိုပြီးခေါင်းစည်တူတွေတက်ကပရိသတ်တွေထွက်လဲအောင်မုန်တီအောင်သွေးထုတ်လို့ဆော်နေကြတာဖြစ်ပါရဲ့။ဒီလိုချင်းင်းမျိုးမှာစုပိသိစင်ကတော့ညီခံမနေတော့ပါဘူး။တမအနေနဲ့ online ပေါ်မှာပြန့်နေနေတဲ့သတင်းမရိနဲ့ပတ်သက်ပြီးပြပြတသားသတိပေးစကားပြောကြားလာခဲ့ပါရဲ့။ကျမပြောပဲနေပြောပါရဲဆိုပြီးတင်နေတဲ့သတင်းတူတွေကိုရှုံးပြီးထင်မလွဲကြပါနဲ့။ကျမအနေနဲ့ဘသူကမှမထိခိုက်စေလို့စိတ်မရှိသလိုကိုမိသားစုရဲ့ကိုမင်္ဂလာဝေရှင်တဲ့ချိတ်ကုန်နေတာမလို့သူများအကြောင်းပြောဖို့စိတ်ကူးတာမရှိပါဘူးဆိုတဲ့သဘောမျိုးရှင်းလင်းလာတာပါ။ ဒီနေရာမှာလေးစားစရာကောင်းတာကစုပိသက်စေရဲ့စိတ်တဲ့ချက်ခိုင်မှုပါပဲ။မင်္ဂလာဆောင်နေဆိုတာမိကလေးတယောက်ရဲ့ဘဝမှာပြည့်ရှင်အောင်ချိန်မှာဒီချိန်မှာစိတ်ဒုက္ခရှာအောင်တပင်တကာဖန်တီးတိုက်ခိုက်နေကြပေမဲ့သူမကတော့ဒေါသနဲ့မတုတ်ပြန်မဲမြစ်တာနဲ့ပဲဖြစ်ရှိတာတာတွေ့ရပါတယ်။ကိုဘွားကိုအေးချဲအောင်နေတာကောင်းဆုံးပါပဲဆိုတဲ့ခဲဥချက်နဲ့သူမဟာတိုက်ခိုက်တွေကြားကနေတောင်ပြည့်ရှင်အောင်နေပြနိုင်ခဲ့ပါတယ်။သာမနာလိုသူတွေကိုအကောက်ဆုံးလက်စားချလိုက်တာပါပဲ။ဟင်းဝင်ရဲ့ကိုယ်တိုင်ကလည်းဇနီးတဲ့ဘက်ကနေမာမမဲရှက်တီးပြီးတော့ကောက်ဝဲပေးနေတာမြင်ရတော့သူတို့မျိုးရဲ့ခြေကဒီလိုတိုက်ခိုက်မှုတွေကြောင့် ပို့တောင်မှခိုင်မြဲသွားသလိုပါပဲ။ဒါပြင်ပြည်သက်တွေကိုလည်းတရင်မှအမဲခွဲကြပြီးမှယုံကြည်ကြဖို့နဲ့ဖိတ်ပေတွေရဲ့အမြောက်ပင့်သွေးထုတ်မှုတွေနောက်မှပါကြဖို့မေတ္တာရပ်ခံထားပါရယ်။တကယ်လို့စုပိသိစဉ်ဟာအနုပညာလောကမှာအနေအေးပြီးပြည်သနာကင်းရှင်းသူတယောက်ပါ။အခုလိုအချိန်မှာမှသူမကိုပြစ်မှတ်တာတိုက်ခိုက်ကြတာဟာတော်တော်လေးယုံဆိုတဲ့လောက်ရလို့ဆိုရမှာပါ။စွေတစဉ်ရဲ့ဒီလိုရင့်ကျက်တည်ငိမ့်နဲ့တုတ်ပြန်မှုကြောင့်စစ်မှန်တဲ့ပြည်သက်တွေကတော့သူမဘက်ကနေရက်တီးပြီးအားပေးဝန်းရံနေကြပါတယ် ကေပရိသက်ကြီးမင်းလာဥကာလာမှာတောင်တိုက်ခိုက်တွေကြုံနေရတဲ့စုပြည်သင်တွေအားပေးစရာလေးတွေပြောခဲ့ပါအောင်ရှင်အတိတ်ကိုတိတ်မှမထားဘဲနဲ့တူးဆွားနေတဲ့သူတွေရဲ့တရင်တူးဖြန့်သူတွေကိုရောဘလို့မြင်ကြလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်